လေဖက်လူနာများအတွက်ပြန်လည်ကောင်းမဖို့ရန်ဘာတွေလုပ်နိုင်မလဲ။ရှိုင်းအိန္ဒိယရောက်ပြန်လည်တန်ဆွဲရေးဝန်ဆောင်မှုမှတင်ဆက်ပေးထားပါတယ်။ Physiotherapy Management for Stroke လေဖက်ခံတာအတော်လူနာများအတွက်အဖြစ်နိုင်ဆုံးနဲ့အကောင်းဆုံးဘဝရည်တွေးများပြန်လည်ရရှိစေရန်စီမံလေ့ကျင့်ကိုတတ်မှုများကိုမိတ်ဆက်ပေးသွားပါမယ်။ Aims of Shine ရှိုင်းရဲ့ရည်မှန်းချက်များကိုပြောပြရမယ်ဆိုရင်အဖြစ်နိုင်ဆုံးသောလှုပ်ရှားမှုများပြန်လည်ရရှိစေရန်လေဖက်ရှင်ခန်းစားခြင်းကြောင့်ဆက်လက်ဖြစ်ပေါ်နိုင်သည့်နောက်ဆက်တွဲပြဿနာများမဖြစ်စေရေးကာကွယ်ပေးရန် မူလဘွားရည်တည်နေသည့်အခြေအနေများအတက်နိုင်ဆုံးပြန်လည်ရရှိစေရန်လို့ဖြစ်ပါတယ်။ရှိုင်းရဲ့ physiotherapy management များမှာပါတယ်ပါဝင်မလဲ။ therapeutic modality ကုသမှုပိုင်းဆိုင်ရာစက်ပစ္စည်းများ therapeutic exercise ကုသမှုပိုင်းဆိုင်ရာလေ့ကျင့်ခန်းများနဲ့ health support products ကျန်းမာရေးထောက်ပံ့ပစ္စည်းများစသည်တို့ဖြင့်စနစ်တကျအိမ်တန်ရာကုသပေးခြင်းဖြစ်ပါတယ်အကျုပ်အန် self acute state လေဖြတ်ပြီးမကြသေးသည့်လူနာများကိုဘယ်လိုပြုစုကုသမှုတွေပေးနိုင်မလဲဆိုတော့ position နဲ့လူနာအားထားရှိရမည့်မှန်ကန်သောအနေအထားများအားပြသပေးခြင်း ROM exercise လူနာ၏ရှင်နေနဲ့ကိုယ်လက်လှမ်းမှုများအားလေ့ကျင့်ပေးခြင်း pulmonary exercise အစုံနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ လေ့ကျင့်ခန်းများလေ့ကျင့်ပေးခြင်း patient and family education လူနာမိသားစုနဲ့ပြည်သူဆောက်ရှောက်သူများအားအသိပညာပေးခြင်းစသည်တို့ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ် intermediate state လူနာများအတွက် training of functional mobility လှုပ်ရှားနိုင်မှုစွမ်းရည်တိုးတက်လာစေရန်လေ့ကျင့်ပေးခြင်း activity of daily living နေ့စဉ်လုပ်ငန်းဆောင်တာများလှုပ်ဆောင်နိုင်ရန်လေ့ကျင့်ပေးခြင်း gait training မှန်ကန်စွာလမ်းလျှောက်နိုင်ရန်လေ့ကျင့်ပေးခြင်း prevention of any complication နောက်ဆက်တွဲဆိုးကျိုးများမဖြစ်စေရန်ကာကွယ်ကုသမှုများပေးခြင်းစသည်တို့ပြုလုပ်ပေးပါသည် discharge and outpatient stay ဆေးရုံမှဆင်းနိုင်မီလူနာများအတွက်မိမိအိမ်ပတ်ဝန်းကျင်နှင့်လုပ်ငန်းခွင်များတွင်လှုပ်ရှားနိုင်မှုစွမ်းရည်နှင့်နေအိမ်လုပ်ငန်းဆောင်တာများအမြင့်ဆုံးပြန်လည်ရရှိနိုင်စေရန် long term goal များချမှတ်၍လေ့ကျင့်ကုသပေးပါသည် လေဖက်ရှင်ခန်းစားနေရတဲ့လူနာများကိုအတတ်နိုင်ဆုံးနဲ့အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန် Shy Homebase Revolution Service မှာထပ်ပါနေစနစ်များဖြင့်စနစ်တကျလေ့ကျင့်ကူတမှုများကိုအိမ်နိုင်ရရောက်ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။အိမ်နိုင်ရရောက်ပြန်လည်တန်ဆွမ်းရေးကူတမှုများပြုလုပ်ရန်လိုအပ်ပါကယခုပေး Chatbox မှတော်လကောင် Viber 39953 8958တို့လကောင်ဖုန်း39 430 5653တို့လကောင်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်။